ပါတရားထုတ်အောင်ဘာဝနာတော်တရားကို တွေ့အောင်သိအောင်အားထုတ်တော့မယ်လို့ဆိုရင်မြတ်စွာဘုရားသာသနာအလုပ်ပါသွလာစရာရေလို့ တခုခုမှမရှိဘဲနဲ့ပြတ်အောင်အစွဲလန်းလွတ်တဲ့တရားလို့ဓမ္မောက်ပြီးတော့စွဲလန်းလို့ရတဲ့သဘောမျိုးမျိုးဟာအလုံးအနေနဲ့ပြောရင်ပြည့်ညက်ကိုအာုံပြုလို့စွဲလန်းကြအားကြီးပဲ ဒီတော့ကမိမိတို့အသိဉာဏ်မှာဆွလန်းလို့ရတယ်ပညာအဲ့ဒါကိုဖယ်ခွာပြီးတော့လုံးဝအာယုံမပြုနှလုံးမသွင်းပဲနဲ့ဧတေတေပစ္ဆာနာဥဘောအန္တိအနုပကမ္မမေဇိနတတ္ထာကတောဓမ္မတိတိတောဟောတော်မူတဲ့အတိုင်း ွဲလောင်းလို့ရတယ်သတ္တရဝါရဥစ္စေတဝါရဒီနှစ်ခုအစွန်းမကပ်ဖဲနဲ့ဇောလန်လို့မရတယ်ပရမထသဘောမသိမှာပြိပဒနီးနဲ့ဘာမတိတိဆိုတဲ့ခန္ဓာပရမတ်ကိုအမြင်ဉာဏ်ရောက်အောင်နှလုံးသွင်းခြင်း လိလအာထုတ်ခြင်းဟာဖြင့်အစွဲလန်းလွတ်တဲ့တရားလို့မှားအဲဒါကြောင့်မိမိတို့ခန္ဓာပင်ဖြစ်တဲ့ ਪਰ မသဘောကိုအသိဉာဏ်ရောက်နေအောင်ဒီ ਪਰ မတွေကိုလိလဟုတ်ပြန်တတ်တဲ့သဘောစုကြီးစွဲလန်းလို့မရဘူး ဖောက်ပြန်နေတဲ့အတွက်ဘယ်ဖောက်ပြန်မှုကိုငါဟု၍သူဟု၍မိမယောက်ျားဟု၍အကောင်ထက်ဓာတ်သန္တန်ဟု၍ဘယ်ပြညာနဲ့မဆောလို့မရဒီလိုဆောလလို့မရတဲ့ပရမသဘောဖောက်ပြန်မှုဖောက်ပြန်နေတယ်လို့အသိညာရောက်တာဖောက်ပြန်တဲ့သဘောပေါ်မှာအသိညာ ရောက်နေပါဖောက်ပြန်နေတယ်လို့သိနေပါဒီအသိဒီဒီသိခိုက်ဟာမစွဲလလွတ်နေတဲ့ပရမအာယုမြတ်စွာဘုရားပွင့်လာတာအစွဲလလွတ်တဲ့ပရမအာယုကိုမူတည်ပြီးပွင့်လာမြတ်စွာဘုရားသိတော်မူတဲ့ ပရမအာယုံပေါ်မှာမိမိတို့အသိရောက်ပြီ။ထောက်ပြန်နေတယ်။ထောက်ပြန်နေတယ်။ဓာတုရဲ့သဘာဝလက္ခဏာ။ဗာမညလက္ခဏာကတော့ထောက်ပြန်တဲ့သဘောစီပြတ်သွားတာ။ဒါကြောင့်ဝိသကုတ္တကိုမြတ်စွာဘုရားပေါ်ပြတဲ့နေရာမှာ ငါဘုရားတို့ဤဝါရဤပိတိရူပံပိတိရူပသသမှုတယောပိတိရူပသအထေဘောဒါရီယာဖောက်ပြန်တဲ့သဘောပဲဖောက်ပြန်တဲ့သဘောတို့သည် ဖြစ်နေတယ်ပြည့်သွားတယ်ဘယ်ပေါ်မှာမှမစွဲအလံအကအညီမထားဒါကြောင့်သဗ္ဗသောဒိဋ္ဌိကတ္တလေးအနုပါကတောဘယ်ဒိဋ္ဌိအစွဲမှမကပ်မရော ဒါကိုဒိဋ္ဌိနဲ့ပတ်သက်ပြီးတော့အစွဲလမ်းပြုတ်လို့တဲ့ယောဂီကဖောက်ပြန်နေတယ်ဖောက်ပြန်နေတယ်ဒါဝသိပါအစွဲလမ်းမကတ်တဲ့ပရမသီဖောက်ပြန်နေတယ်ဖောက်ပြန်နေတယ်ဖောက်ပြန်နေတဲ့သဘောရဲ့သမညလက္ခဏာပြည့် ဖောက်ပြန်တဲ့သဘောကိုတွေ့ရင်ပြက်တဲ့သဘောကိုသိပြီ။ဒါမှမဟုတ်ရူပသနိဗ္ဗတိယတတ်သဘင်္ဂောဒိဋ္ထောပိယောဝိသုဒ္ဓိမေမဟာဒီကရူပသဖောက်ပြန်မှုဤနိဗ္ဗတိယဖြစ်ခြင်းကိုဒိဋ္ထောမြင်သိရှိတော့တတ်သထုတ်ဖြစ်တဲ့သဘောတရားဤဘင်္ဂောပိယော အပြက်ကိုယ်လေးဒိတ်သောကြီးဝမြင်သည်သာလင်သည်ဖောက်ပြန်နေတယ်ဖောက်ပြန်နေတယ်သိလာပြီရဒီဖောက်ပြန်မှုရဲ့မခိုင်ဘူးမမြဲဘူးသူ့အလျောက်ဖားတာပြက်သွားဖို့ဘူးညမသိဒီဖောက်ပြန်တဲ့သဘောမခိုင်မမြဲဘူးသာမျက်ခြေမပြတ် অভিজ্ঞতা হয় ခန္ဓာတစ်ခုလုံးဖွဲ့စည်းထားတဲ့တရားသဘောတို့ဟာသင်္ကတ္တပရမဆိုတဲ့ယုံနာမယ်။ထောက်ပြန်တဲ့သဘောတွေပြည့်နေတယ်၊သိသဘောတွေပြည့်နေတယ် ဒီပြုခြင်းပြင်ခြင်းမကင်းနဲ့သင်္ကတရုံနာကိုပြင်လင်ဒုက္ခပဲဒါကြောင့်ဒါတွေကိုအကျဉ်းချုပ်ပြီးတော့မြတ်စွာဘုရားရဲ့အသိမှာပုပ်ပေစေဝဧတရိဒုက္ခေစေဝပဉ္စပိပိဒုက္ခသစ္စာနိရောဓံခန္ဓာဝေကဟော ခြေသာတို့ရှေ့တုန်းကရောခုရောငါဖေကအမြင်မှာဒုက္ခတွေဖြည့်ပြီးတော့ဒုက္ခတွေချုပ်ထားပဲရှိဒုက္ခတွေဖြစ်လိုက်ပြက်လိုက်နေတာပဲရှိတယ်လို့မြတ်စွာဘုရားရှင်ပြခန္ဓာကိုညံနေအခုလိုရောက်ပြီးတော့သိနေတဲ့အချိန် ဖြစ်လိုက်ပြစ်လိုက်နေတဲ့ဖောက်ပြန်မှုသဘောတရားတို့ရဲ့ဆင်းရဲဘူးမမြဲဘူးဓာရီဖြစ်လာပြီးတော့ဓာရီပြတ်သွားတာဒုက္ခဖြစ်ပြီးဒုက္ခပြတ်တာပဲရှိပြပြန်ချမ်းသာဘူးရဲ့ဖြစ်တဲ့ထဲမှာလဲတစွန်းတစပါမလားဘူးပြတ်တဲ့ထဲမှာလဲချမ်းသာဘူးရဲ့ တစိတ်တစ်ပိုင်းကြံမလေးလုံးဝဒုက္ခဖြစ်ပြီးတော့လုံးဝဒုက္ခချုပ်အဲ့ဒီတော့ခန္ဓာသဘောတရားကိုဉာဏ်နဲ့သိဖို့လေ့လာတဲ့အချိန်မှာပေါ့ပြန်တဲ့သဘောတို့ကြီးမခိုင်မမြဲတဲ့လက္ခဏာ ဖြစ်ချီပြက်ချီနဲ့ဆင်းရဲနေတဲ့သဘောသူသဘောနဲ့သူဖြစ်လိုက်ပြက်လိုက်နေလို့အဆိုးမရတဲ့ဒီခန္ဓာဖြစ်ကြောင်းဉာဏ်နဲ့သဘောပေါက်အောင်သိသိချာချာခန္ဓာမှာကပ်ပြီးသိတယ် ခန္ဓာရဲ့သဘောတရားကိုညာနဲ့ကပ်ပြီးတော့သိနေတဲ့အချိန်မှာဟောက်ပြန်တတ်တဲ့သဘောမှာသတ္တဝါပုဂ္ဂိုလ်အကောင်အထည်အမှတ်ဉာဏ်လက္ခဏာနဲ့စွဲလန်းစရာလည်းမပါဘူးစွဲလန်းစရာမပါတော့မပါတဲ့အတိုင်းမသိဘူး ပြည့်နေတဲ့အတွက်ဇွဲစရာညှိစရာယူစရာမပါတာကိုပြည့်တဲ့ခဲမှာပြည့်တဲ့သဘောကလွယ်လူဘာမှယူစရာမရှိတဲ့အတိုင်းမသိခန္ဓာရဲ့ပင်ရင်းသဘောကိုပင်ရင်းတိုင်းသိတာ ဆံပြားကခြေပြားထိတကူလုံးမှာပညာနဲ့နာမည်မှဲ့ပြီးတော့ထားတဲ့ကိစ္စအားလုံးဟောဇွဲလန်းစရာကြီးပဲပညာလွတ်လာတဲ့သဘောဟောဇွဲလန်းစရာလွတ်တယ်တောင်းမလို့ အတဝါရုပါရံငာယေလို့ဆွဲလာမှုဒိဋ္ဌုပါရံအကောင်းတဲ့ပုဂ္ဂိုလ်သတ္တဝါအနေနဲ့ပြညာအာရုံပြုပြီးတော့ဆွဲလာမှုဒါရီအလုံးပါဖြင့်ပရမအာယုံကိုမမြင်လို့ပရမသဘောတရားကိုမသိလို့ဆွဲလန်းတာ၄ပဲ အဲ့ရဆွဲလန်းလွတ်ဖို့ကဟောက်ပြန်တတ်တဲ့သဘောပရမတ်ကိုဟောက်ပြန်တဲ့အတိုင်းသိနေဘာမှမစင်စမ်းဟောက်ပြန်တာဟာဘယ်ကုတ်ဘယ်ညာမစင်စမ်းဟောက်ပြန်တဲ့သဘောဟာဟောက်ပြန်နေတာပဲ။ ောက်ပြန်တဲ့သဘောဟာဖောက်ပြန်ပြီးတော့ပြက်နေတာပဲဒီပြန်ဘာမှယူစရာစွဲလန်းစရာမရှိဘူးဆိုတာသိသွားအောင်ဖောက်ပြန်တဲ့သဘောတို့ပြက်ပြက်နေတာကိုဖောက်ပြန်တဲ့အတိုင်းပြက်တဲ့အတိုင်းညံမှာသိနေပါ မိမိရဲ့အသိဉာဏ်ထဲမှာသိမှုတစ်ခုပဲထားပါဒီသိမှုဟာခန္ဓာပွဲစည်းထားတဲ့ဒီတကူလုံးမှာရှိတဲ့ပရမသဘောတွေသိနေတဲ့အသိပဲပညာလွတ်တဲ့အသိပဲအစွဲလန်းလွတ်တဲ့အသိပဲ ေါပြန်နေတယ်ပြက်နေတယ်ပေါပြန်နေတယ်ပြက်နေတယ်ဒါကိုသိထားပါ ခံပြားအခြေပြားထိတစ်ခုလုံးမှာထောက်ပြန်မှုလို့ ਨੇ ပြည်နေတဲ့ခန္ဓာတနည်းတော့ဒီခန္ဓာပွက်စည်းထားတာကဖောက်ပြန်မှုအပြည့်ဖောက်ပြန်မှုကိုဒီသဘောတရားအတိုင်းစုပေါင်းထားတာကို ခန္ဓာလို့ခေါ်တယ်။ဟောပြမှုသိမှုဆိုတဲ့ပရမတ်တရားနှစ်ပါးဓာတ်ထုတ်လိုက်ရင်ဒီခန္ဓာဘာမှမရှိဘူး။ဒါခန္ဓာမှာရှိလို့ခန္ဓာမှာသိနေရသမျှကိစ္စအားလုံးဒီဟောပြတဲ့သဘောသိတဲ့သဘောတို့သာဖြစ်တယ်လို့ယုံကြည်ချက်ရအောင် နှလုံးသွင်းထားပါအဲ့ဒီအမှန်တရားဆိုတဲ့ပရမတ်တို့ထောက်ပြန်နေတာကိုယုံကြည်ချက်ရမှာထောက်ပြန်မှုသဘောတို့ရဲ့လက္ခဏာကိုဆက်ကြည့်ထောက်ပြန်တဲ့သဘောတို့ဟာသူ့လက္ခဏာပြက်တာသိတဲ့သဘောတို့ရဲ့လက္ခဏာလည်းပဲပြက်တာ ဘယ်လိုဖောက်ပြန်နေဖောက်ပြန်နေပြက်တဲ့သဘောဘယ်လိုသိနေသိနေပြက်တဲ့သဘောပြက်တဲ့စီမှာညံရောက်အောင်ညာနှလုံးသွင်းတော့ပါဒါကြောင့်ယုံနာခန္ဓာနဲ့ပတ်သက်လို့အကုန်လုံးစစ်ထုတ်ပြီးတော့သိရရင် ပဇာနာခန္ဓာနာခန္ဓာ၅ပါးယုံနာ၃ပါးတို့ဤဥဒ္ဒယဝယံဖြစ်ခြင်းပြည့်ခြင်းအတ္တကမြင်ပြီခန္ဓာမှာတကယ်သိစရာမြင်စရာကတော့ခန္ဓာ၅ပါးတို့ယုံနာ၅ပါးတို့ရဲ့ဖြစ်ခြင်းပြည့်ခြင်း မြင်တာက လွယ်လို့ဖြစ်ချင်းပြချင်းကိုသိတာက လွယ်လို့ဒီပြင်မရှိဘူးတသမာထို့ကြောင့်ပပသောဒိဋ္ဌိကတာနိအလုံးစုံသောဒိဋ္ဌိနဲ့ပတ်သက်တဲ့အစွဲလမ်းအလုံးတို့ကိုအနုပကတောမကမရောက် ခန္ဓာပရမတ်ကိုဉာဏ်သိနေတဲ့အချိန်မှာဘာဒိဋ္ဌိစွဲမှာစွဲလို့မရဘာကြောင့်လဲဖောက်ပြန်တဲ့သဘောကြီးစွဲလို့ရတဲ့အကောင်အထည်မဟုတ်ဒါသန္တာမရှိသန္တာနမိတ်အရေးလက္ခဏာမပါပြက်တဲ့သဘောကြီးအကောင်အထည်ဒါသန္တာအရေးနမိတ်လက္ခဏာဘာမှမရှိဘူး ဉာဏ်နဲ့သာသိရတဲ့သဘောတရား။ဒါကြောင့်ဘယ်ဒိဋ္ဌိဇွဲမှဇွဲမရတဲ့ပရမအာယုကိုအစွဲလန်လွတ်တဲ့စိတ်ကပရမအာယုပေါ်မှာပဲနေရ။ဒီပရမကိုဒီအမှန်တရားကိုသိနေတဲ့အချိန်သိနေတဲ့ယောဂီဟာ အစွဲလမ်းနဲ့ပတ်သက်လို့လွတ်ပြီဒီသိမျိုးဇက်တိုက်ခဏခဏသိအောင်နှလုံးသွင်းတဲ့ပုဂ္ဂိုလ်ဟာနှလုံးသွင်းတိုင်းသွင်းတိုင်းသိတိုင်းသိတိုင်းအစွဲလမ်းမပါအစွဲလမ်းမပါတော့ရင်ဥပါဒါနနိရောဓအစွဲလမ်းချုပ်တဲ့အတွက်ဘဝနိရောဓဖြစ်အောင်ပြုလုပ်မှုချုပ်ချင်းစီဟောဒီစီ ဘဝနိရောဓဖြစ်အောင်လုပ်ခြင်းမရှိတော့တဲ့အတွက်ဇာတိနိရောဓရှင်းဥစွာအပေခန္ဓာမဖြစ်ခြင်းညောဒီမြတ်စွာဘုရားရဲ့ပြိဿသဘောပကပြအစွဲလမ်းနည်းနည်းလွတ်ရင်ဇာတိနည်းနည်းပြုတ်များများလွတ်ရင်များများပြုတ်ယဟန္တာပုဂ္ဂိုလ်များလုံးဝ ဆွေလန်းချင်းကန့်ညင်းချင်းမရှိတဲ့အတွက်ဘယ်ဘုံဘယ်ဘဝမှာမှဖြစ်ချင်းမရှိတော့ပြုတ်သွားတယ်မိမိတို့ကိုယ်နဲ့မိမိအသိဉာဏ်မှာဘယ်ပေါ်မှာတော့အဆွေလန်းရှိသေးသည်မရှိကိုယ်အသိဉာဏ်နဲ့ကိုယ်တွက်လို့ရဒါကြောင့်မိမိတို့ခန္ဓာမှာမပြတ်မပြတ် လေ့လာတဲ့သိအောင်အားထုတ်တဲ့ယောဂီအတွက်အစွဲလန်လွတ်တယ်အဘယ်အစရှိသောဘုံဘွားတို့ပို့တာအစွဲလန်ကပို့ဒီအစွဲလန်ပို့လို့မရအောင်မိမိရဲ့အာယုံနမိတ်ကိုကအစွဲလန်လွတ်တဲ့တရားကိုလုပ်အောင်လေ့ကျင့်အားထုတ်ပါပရမအာယုံဒီ ဘယ်ဆွဲလမ်းမှာကတ်လို့မရဒါဝလစ်ကျဖောက်ပြန်နေတယ်ပြည့်နေတယ်ဖောက်ပြန်နေတယ်ပြည့်နေတယ်ဖောက်ပြန်တဲ့သဘောကြီးပြည့်တဲ့သဘောကြီးသိတဲ့သဘောကြီးပြည့်တဲ့သဘောကြီးဒီခန္ဓာကိုယ်ပါသိလို့ရတဲ့ကိစ္စအားလုံးကြီးပြည့်နေတဲ့သဘောကြီးခိုင်းနဲ့ငြေးတဲ့ဤဒနဲ့ငြိမ့်သက်တဲ့သဘောမပါမရှိဘူး ထောက်ပြန်တဲ့သဘောကိုမြင်နေတဲ့ဉာဏ်ကဆုံးဖြတ်သွားခိုင်မမရှိသဗ္ဗေသင်္ခါရအနိစ္စအားလုံးကိုပြုခြင်းပြင်ခြင်းမကင်းတဲ့သင်္ကတပါမယုံနံတို့ညီသည်ပြည့်နေပါလားမိမိတို့ခန္ဓာကိုယ်ဒီသင်္ကတခန္ဓာကိုယ်ဖြစ်တဲ့အတွက်ပြည့်နေတယ် ပြည့်ကြောင်းသိအောင်ယဒာပညာပတ်တယ်ယဒာဝိပဿနာအားထုတ်ရထိုခါ၌အကျဉ်းခါ၌ပညာရခန္ဓာမှာကပ်ပြီးတော့သိတတ်တဲ့ဉာဏ်နဲ့ပညာနဲ့ပတ္တိသင်္ခါရတရားကိုပြည့်နေတယ်လို့ဉာဏ်မြင်တယ်ဒါလုံငမ်းမယ်ကြက်ကြက်မြင်လာရင်ကြက်ကြက်သိလာရ အထာနိဗ္ဗာန်ဒုက္ခရေသမကောဝိသုဒ္ဓိကဖြစ်သွားမိမိတောင်းဝန်ကအမှန်တရားတို့ခန္ဓာမှာသူဟာသူနဲ့ဖြစ်ပြီးတော့သူဟာသူနဲ့ပြတ်သွားတာကိုဉာဏ်ပြီးသိနေဖို့အလုပ်တစ်ခုပဲသဘောပေါက်ပြီးတော့အသိဉာဏ်တစ်ခုတည်းပဲကပ်ပြီးတော့ သိနေပါဉာဏ်အလုံးခန္ဓာသည်ဉာဏ်လေးကျင့်ဖို့ကိစ္စပဲရှိတယ်ဉာဏ်သိเสียလေ့ကျင့်ဝင်ပဲခန္ဓာရဲ့ဖောက်ပြန်တဲ့သဘောဖြစ်တတ်ပြတ်တတ်တဲ့သဘောဒါရခန္ဓာပင်ကိုယ်သဘောပဂရိအခြေအနေဉာဏ်ဟာ ဒါကိုသွားလေ့လာလို့သိနေတယ်။ဒါကိုသွားအကဲခတ်လို့သိနေတယ်။သိနေ။သိရင်သိရင်နဲ့ဒီသိဘာဖြစ်မလဲ။အဘိညာယ။ဉာဏ်ဒူးဖြစ်လာ။ဥပသမယ။ဒီဘုံမှာမိမအောင်ကြပုဂ္ဂိုလ်သတ္တဝါထင်းနဲ့ပညာအာယုံကြောင့်ဖြစ်တဲ့ကိလေသာညင်းသွား။သူ့ဆင်းတဲ့ဘူးညင်း။ခြေဥသွား။အစွဲယူနေပတ်သက်တဲ့ဒိဋ္ဌိ။ကိလေသာ။ မိငိမ့်ဒါအဘိညာယဥပသမယပြိတာမိငိမ့်အဘိညာယခန္ဓာသဘောတရားဖြစ်လိုက်ပြက်လိုက်နဲ့ဆင်းရဲတာအမှန်ပဲလို့ဒုက္ခသစ္စာခန္ဓာကိုဉာဏ်ဓူးနဲ့သိပါရမတ်ကိုသိတဲ့ဉာဏ်ဓူးသံဘောဓာယ ဒုက္ခသစ္စာပဲလူလူငါငါသင်ကြားပြရတာမဟုတ်ဖဲနဲ့ကိုယ်ခန္ဓာနဲ့ကိုဖြဲလိုက်ပြဲလိုက်ဖြဲလိုက်ပြဲလိုက်ပြည့်တဲ့ဥစ္စာတွေသိသိနေရတဲ့အတွဲဖြစ်ချင်းဖြစ်ချင်းသဘောတို့ဟာမပြတ်မပြတ်နှိမ့်ဆက်နေတဲ့ခန္ဓာပဲဒုက္ခပဲဟောဒီခန္ဓာဟာဆင်းရဲတာအမှန်ပါပဲ ကိုယ်ကိုယ်တိုင်ကိုယ်ဉာဏ်နဲ့ထူးထူးထွန်းထွန်းသံဘောဓာယသိပါဒီလိုသိမှလည်းပဲဒီခန္ဓာသွေးလမ်းနဲ့အစွဲတွေလွတ်ပြီးတော့ခန္ဓာဖြစ်ဖို့လို့ထမှန်ပြုလုပ်ခြင်းဆိုတဲ့အနာဟာရောမီးလောင်စရာမီးစာထမထဲ့ရဲ့နိဗ္ဗာန်နာယခန္ဓာမီးငိတ်သီလသာမီးငိတ် လိုအပ်တဲ့ပန်းတိုင်းဒါဖြစ်သွားမယ်ဒီတော့ဖြစ်နေပြနေတဲ့ခန္ဓာမီးတောက်မှုဒါကိုခန္ဓာကိုယ်ရဲ့ဖြစ်ခြင်းပြခြင်းမကင်းတဲ့ဒုက္ခတွေပဲဖြစ်ခြင်းပြခြင်းဆင်းရဲတွေစုပေါင်းထားတဲ့ခန္ဓာကိုယ်ပဲလောကရဲ့မိမယောက်ျားပုဂ္ဂိုလ်တ attva လို့ပြောကြတာပဲ။ မပါတော့ဖြစ်နေပြင်းနေတဲ့မိလောင်မှုတွေမိစားထဲမှုတွေညံမှာသဘောပေါက်ပါအဲသဘောပေါက်ရင်မိမိခန္ဓာကိုယ်ရဲ့မကဘုံသုံးပါရှိတဲ့ခန္ဓာနှံ့ယုတ်ပံလမြတယောဘူအတုကရံဝိယဓာတ်ဘံဆိုတဲ့အတိုင်း ဘုံဆုံးပါသည်ပန်းလောင်အင်ကြီးအတိုင်းပဲအင်မတန်မီးလောင်နေတဲ့ပန်းလောင်ဝင်တဲ့နေရာကလို့အလုံးဆင်းရတဲ့ဘုံလေးဘဝလေးခန္ဓာလေးပဲသုံးဆက်တပုံလုံးကြီးဝေးစရာမိမိခန္ဓာတစ်ခုသဘောပေါက်နေရုံနာခန္ဓာမကင်းတဲ့သုံးဆက်တပုံအားလုံးဒီတိုင်းပဲသဘောပေါက်သွားအောင် 32ဘုံမှာဘယ်ဘုံဘယ်ဘွားဆွဲเสียပြူเสียမရှိတဲ့လောင်စာကြီးပဲမိလောင်ပြင်မဲလို့သဘောပေါက်အောင်လက်ငဲမိလောင်နေတဲ့ဒီဒုက္ခခန္ဓာကိုပြည့်တဲ့သဘောတိုင်းသိရတဲ့သဘောတိုင်းဘုံမှာမဆက်သတ်သတ် ဖြည့်ခြင်းပြည့်ခြင်းမကင်းတဲ့သူ့သဘောတိုင်းမြန်မာမြင်အောင်ဘယ်လိုဆိုင်ပြီးတော့ကိုယ်ခန္ဓာလေးလာမှုလုပ်ငန်းမပြောင်းနှလုံးပဲအားထုတ်အချိန်နည်းပါလို့အခုခန္ဓာမှာ ့ရောရောတလှုပ်လှုပ်စသည်ဖြင့်ရှုနေကြအတိုင်းဖောက်ပြန်မှုတွေတွေ့တကူလုံးနေရာမလတ်ပဲသူ့နေရာနဲ့သူ့သူ့နီးသူ့ခါနဲ့ဖောက်ပြန်နေတာကြီးပဲဘယ်တနေရာမှာမှပွက်ပြီးတော့ခိုင်မာတဲ့နေရာမရှိဘူးအကုန်ဖောက်ပြန်ဖောက်ပြန်တဲ့သဘောကိုညံလိုက်ပြီးတော့ ဖောက်ပြန်နေတယ်ဖောက်ပြန်နေတယ်လို့သိသွားဆက်ဖောက်ပြန်တဲ့သဘောကိုဖောက်ပြန်နေတယ်လို့သိရင်ခုနသိလာတဲ့ဖောက်ပြန်မှုရဲ့ပြည့်ပြန်ခြေကသည်နောက်ကပြည့်ခြေကသည်နောက်ကပြည့်ဘယ်မှာခိုင်ခန့်တဲ့သဘောငြိမ်သက်တဲ့သဘောပြင်းငြိမ်တဲ့သဘောမတွေ့ရငကိုရဲလည်းမရှိဘူးဒါကိုသဘောပေါက်ထား သိပြီးနေပါဖောက်ပြန်နေတာဖောက်ပြန်နေတော့ဖောက်ပြန်နေတယ်သိပြက်ထောင်လည်းပြက်နေတယ်လို့သိတာဒါမိမိကြိုးစားချက်မိမိလုံးလောက်ပြောကမဟုတ်ပါဘူးသိသိချာချာကြည့်သူ့ဟာသူနဲ့ဖောက်ပြန်လာတယ်သူ့ဟာသူနဲ့ပြက်တယ်သူ့ဟာသူနဲ့ဖောက်ပြန်လာတယ်သူ့ဟာသူနဲ့ပြက်တယ် အဲ့ဒါအနိစ္စဒုက္ခအနတ္တလက္ခဏာပဲ။ဗာမညာလက္ခဏာတွေဝင်။မြတ်စွာဘုရားလည်းယံဒုက္ခတံ၊ဟာဒီယံအနိစ္စတံဒုက္ခတရဏတ။ပရိဖောက်ပြမှုတွေပြည့်နေတာအနိစ္စ။အဲ့ဒီပြည့်နေတာတွေဒုက္ခ။အဲ့ဒီပြည့်နေတဲ့ဆင်းရဲတဲ့သဘောကြီးအနတ္တပဲ။သူ့သဘောကြီး။ဘယ်လိုမှအခိုင်အမာအားကိုးစရာယူစရာမရတဲ့ခန္ဓာပဲ။ကြာလူသဘောပေါက်။ ကြာလေသဘောပေါက်ပြီဖြစ်အောင်ကြာလေသိလေကြာလေသိလေသိမှကြာလေသဘောပေါက်ပြီဖြစ်အောင်ရောဒီခန္ဓာရဲ့ဒုက္ခဖြစ်ပုံဒီခန္ဓာရဲ့မကောင်းဘူးဒီခန္ဓာမှာခိုးစရာမီးစရာကပ်စရာတွဲစရာမရှိဘူးရင်းနေညာမြင်ပြီးတော့ဒီညာခန္ဓာလှုပ်ဒီခန္ဓာရင်ပုတ်ဘယ်ခန္ဓာမှမရကြဘူးလှုပ်အဲ့ဒါဟာ ပန်တိသဘောခန္ဓာမိငိမ့်လို့အေးတယ်ခန္ဓာဖြစ်သွားအဲဘယ်လိုဆိုင်ပြီးတော့ကိုယ်လုံငန်းဖြစ်တယ်ခန္ဓာပေါ်မှာသိစရာလုံငန်းလေးပဲကိုယ်လုံငန်းညာနဲ့သိပြီမှမသိဘူး ကိုင်းအချိန်ပြည့်သွားပြီ